relationship တခုကိုဖျက်တော့မယ်ဆိုရင်မျိုးစားကြီးဖျက်တာခမားတို့အတွက်အန်တီရဲ့အများကြီးရှိပါတယ်။ယောက်ျားလေးရောမိန်းကလေးရောပေါ့နော်။တီးတော့ကိုကလမ်းခွဲဖို့ဆုံးပြတ်ထားပြီးပြီဆိုရင်ဒစင်ပြီးဒစင်ကိုကိုကို ပြင်စင်နီးလေးကျွန်တော်ပြောပြသွားပါမယ်။နံပါတ်1 ask care ကိုရလာပြီးတော့ me care ကိုစားလိုက်ပါ။ဘာကိုပဲလုပ်လို့နင်ရောအတွက်ကျွန်တော်တို့စဉ်းစားကြတယ်။อืมငါသူနဲ့ခီးသွားလမယ်။ อืมငါသူနဲ့ shopping သွားမယ်အဲ့သူနဲ့သူနဲ့သူနဲ့ဆိုတာကြီးကိုရက်လိုက်ပါတော့မိကဲကိုစားပါငါဂျင်းသွားမယ်ငါចမ်းမာကြီးကိုယူဆိုင်မယ်ငါရဲ့ငြိမ်းချမ်းမှုကိုငါရှာမယ်ငါရဲ့ပျော်ရွှင်မှုကိုငါလုပ်မယ်ဆိုတော့ငါလေးစားရမှာဖြစ်တယ်ဒီလိုလောက်တာဟာကိုယ့်ရဲ့ချစ်သူကိုနာကျင်စေအောင်တမင်လောက်တာတော့မဟုတ်ပါဘူးသူ့ကိုချစ်ပေးနေရတဲ့အချိန်မှာပျောက်ဆုံးသွားတဲ့ကိုယ့်ကိုယ်ကိုပြန်ပြီး ဖော်ထုတ်တာ ။ तू လဲကိုနဲ့တော့လာတာပြောမှမပြောတော့ပဲ။ထားခဲ့လိုက်ပါတော့။နံပါတ်1ဘာမှန်းနေလဲဆိုတာကို ရှင်းပြတာရလိုက်ပါ။တော်ပြီ။အထာထအခါခါလဲရှင်းပြပြီးပြီ။ဒီနာကျင်စရာကိစ္စတွေကို ထပ်တလဲလဲပြောနေလို့ဘာမှလဲပြောင်းလဲမလာဘူး။မထုံတက်သေးနားမလဲသလိုနဲ့နေနေတဲ့လူတယောက်ကိုထပ်ပြီးရှင်းပြမနေပါနဲ့တော့။ကိုယ့်ကိုတကယ်ချစ်တကယ်တန်ဖိုးထားတဲ့လူ ှရှင်းပြစရာကိုမလိုသူတို့ကသူတို့နားလေပြီးသားမသိချင်အောင်ဆိုအောင်ပြအဲ့တော့လစ်လီရှူလိုက်ပါတိတ်တိတ်လေးပဲနေလိုက်ပါတော့ဒီနာကျင်စက်ကိစ္စတွေကိုထပ်ပြောပြီးမရှင်းပြပါနဲ့တော့နံပါတ်3တယောက်ထဲနေကြည့်ပါတယောက်ထဲနေတက်သွားတဲ့အခါမှာတစ်သက်လုံးမှမရဘူးတဲ့ငြိမ်းချမ်းမှုကိုခင်ဗျားတို့ရတယ်သလားအရင်တော့ကတော့ကိုကိုတယောက်ထဲထားခဲ့ပြီးသူလျှောက်သွားနေတာသူပြိုနေတာ ကိုကြတော့မခေါ်ချင်တာတွေကိုကြည့်ပြီးတော့အသက်ကွဲဘူးမှာပေါ့ရင်နာဘူးမှာပေါ့ငါကတော့တယောက်တည်းထားခဲ့တယ်ဘာညာကွေးကပြောဘူးမှာပေါ့အခုတော့တယောက်တည်းနေဖို့ကိုယ်တိုင်ပဲရွေးချယ်လိုက်ပါမခေါ်ချင်တဲ့လူနဲ့လိုက်သွားနေပါလေအတူမစားချင်တဲ့လူနဲ့စားနေပါနဲ့တော့ကွာကိုစားကွာကိုသွားစားရှိရသွားကွာကိုပြောစားရှိရပြောတယောက်တည်းငြိမ်းချမ်းစွာနေကြည့်အရန်နေလို့ကောင်းတယ်နော် ကို့အတွက်ဘေးကင်းလုံခြုံတဲ့တနေရာကို့ရဲ့နှလုံးသားအေးချမ်းစွာနားလို့ရတဲ့နေရာတစ်ခု ထွက်လာတယ်ဆိုတာခင်ဗျားတို့သဘောပေါက်လိမ့်မယ်။ကြောက်ထဲနေကြည့်ပါ။နံပါတ်၄ခင်ဗျားကိုနားလည်လအောင် အတင်းငင်းပြီးပြောနေရတွေကိုရက်လိုက်။ခင်ဗျားမှန်ကြောက်တက်သေးပြဖို့ရန်ပြစ်မနေပါနဲ့တော့။ဘသူမှလည်းမှန်လဲဆိုတာ तू သိတယ်။ तू တမင်တကာကို့ကိုပြဿနာရှာနေတာအဲ့ဒီတော့ရှီလျားထွေပြလာဆိုတာ ရှင်းပြနေတာတွေကိုရက်လိုက်ပါအေးအေးချမ်းချမ်းပဲနေလိုက်စမ်းပါနံပါတ်5ခက်ကင်းကင်းပဲနေပါလို့စိတ်ဆူလို့သူနဲ့ခက်ခွာခွာနေတာမဟုတ်ဘူးနားလေသွားလို့ဘာကိုနားလေသွားတာလဲပြည့်စည်သွားတဲ့အရာရာတိုင်းကိုပြန်ပြင်လို့မရဘူးဆိုတာကိုကနားလေသွားတာတချို့ဟာတွေပြင်လို့ရတယ်တချို့ဟာတွေပြင်လို့မရဘူးအေးဒါကြီးနဲ့တော့ငါရဲ့ relationship ကိုပြန်ပြီးပြင်လို့မရတော့ဘူးဆိုတာခင်ဗျားနားလည်သွားပြီနားလည်သွားတဲ့အတွက်ခက်ကင်းကင်းပဲနေလိုက်တော့ဝင်လည်းမရှုပ်နဲ့တော့ကိုယ်ကိုလည်းအရှုပ်မခံနဲ့တော့နံပါတ်6သူ့ရဲ့ line စင်းချင်တက်ချင်ကိုကလေးတွေလိုလိုက်ကြည့်နေတော့ပဲလားကျွန်တော်တအားကြီးခြင်းနဲ့ကောင်းမလေးတွေကောင်းလေးတွေဟာတော့ဘယ်ချိန် line မရှိဘူးဘယ်ချိန်မှာစင်းသွားတာကျွန်တော်ကိုစားတော့မပို့ကျမကိုစားတော့မပို့လာလာပြောကြတယ် အလလာခမရတို့အဲ့လောက်အားနေကြလာလားလူတယောက်လိုင်းစင်းချင်းတက်ချင်းတော့လိုက်ကြည့်နေကြပါဘာထူးတော်တာမူလို့လိုင်းစင်းချင်းတက်ချင်းပို့စောင့်ကြည့်ရတယ်သူကလိုင်းပေါ်တက်ပြီးတခြားလူနဲ့ကျူနေတာကိုဒီဘက်ကလောင်ပြီးတော့ဘယ်ချင်းစင်းသွားတယ်ဘယ်ချင်းတက်တော့တယ်ထိုင်မှတ်နေရလားခေါင်းတုံးကျွန်းမထိုးနဲ့ကိုကလမ်းခွဲဖို့ပြင်ဆင်နေပြီဆိုရင် သူ့စာကိုလည်းမျိုးမနေနဲ့တော့လीအ ်သူပို့လာတဲ့စာတွေကလည်းကိုကအမှန်မဟုတ်ဘူးလို့ပဲယုံကြည်ထားတာကောကို့အတွက်ဘာမှမအကျိုးမရှိတာနေပါစေစာပို့လဲပို့ပါစေမပို့လဲမပို့ပါစေနဲ့တော့ဖွင့်ကိုကြည့်နေနေတော့နံပါတ်9ခါတိုင်းထဲပို့ပြီးတော့ပြုံးပါကျွန်တော်တို့တို့အားလုံးဟာ relationship တကူမှာနာကျင်စွာခံစားလာရပြီးတဲ့နောက်ကိုယ့်ကိုယ်ကိုပြန်လဲကုစားပြီးသွားတဲ့အခါ အရင်ကတည်းပိုပြီးပြုံးနိုင်လာတယ်။ပြီးရင်ကျွန်တော်တို့အားလုံးရဲ့အပြုံးဟာလေပိုနူးညံ့ပြီးတော့လေပူပြီးအတိတ်ပဲပါတယ်။ဘာကြောင့်လဲဒီလောကကြီးထဲမှာငါတယောက်တည်းလေပြုံးနိုင်တာပဲဆိုတော့ကိုနားလေသွားတဲ့အသည့်နဲ့ပြုံးလိုက်တဲ့အပြုံးတွေဖြစ်နေလို့ပေါ့။အဲ့ဒီလိုအစင်စင်ပြင်စင်ပြီးမှလမ်းခွဲတာက အမှန်နော်။ လူတယောက်ကအခုတွေ့အခုဒေါတာထွက်မင်းနဲ့ငါပြက်တယ်ဆိုပြီးတော့အခုအဲ့လိုပြက်လို့မရဒါကြောင့်မဲကလေးတွေရံဖြစ်တယ်နင်းနဲ့ငါပြက်တယ်လို့ပြောတယ်နောက်နှစ်နိုင်လောက်ကြိုက်မုတ်သွားစားရအောင်ဆိုလိုက်သွားတယ်ပြန်စားတယ်ဒါလည်းတော့ကလေးတွေရဲ့အကျင့်ကလေးလေးပေါ့နော်သူကတေးချာမပြင်းစင်ဘူးလေနောက်သူတို့ကပါဇက်ကနေဒီတိုင်းဒေါတာထွက်လို့ပြောတာပဲရှိတာကိုတကယ်ပြက်ဖို့အစီအစဉ်မှမရှိတာတကယ်တကယ်လူကြီးတွေ ချင်းမိကြတယ်ကြိုင်းမိကြတယ်ယူမိကြတယ်ဒါပေမဲ့လေအဲ့ဒီ relationship ကြီးဟာမှန်းနေမှန်းသိလာတဲ့အခါမှာသူတို့နောက်ဆုတ်ချင်ကြတယ်လမ်းခွဲချင်ကြတယ်ဒါပေမဲ့ဘယ်လိုလုပ်ရမှန်းမသိကြဘူးအဲ့တော့ကိုယ်ဟာတကယ်ပဲလူတောင်းနဲ့လမ်းခွဲဖို့တကယ်စဉ်းစားထားတယ်ဆိုရင်အခုကျွန်တော်ပြောတဲ့အချက်ခုနှစ်ချက်နဲ့ကိုယ့်ကိုယ်ကိုပြင်ဆင်ပါ ခမလန်းခွဲသွားနိုင်ပါလိမ့်မယ်ပြီးကြရင်ဂုံယူဝင့်ကြွားစွာပြုံးနိုင်ပါလိမ့်မယ်ကျေးဇူးတင်ပါ